ဒီမှန်လေးကမော်လမြိုင်ကျွန်းမြို့ကလူငယ်တွေဟာဝေသားနဲ့ရွှေထည်ပစ္စည်းများကောက်ရလို့ပန်းရှင်ထံပြန်ပေးတဲ့အကြောင်းတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်သူကဗာမှန်ထားတာလဲဆိုရင်ပြန်မပေးပါဘူးရထိုက်လို့ရတာပါသူလဲပေးရမယ့်အကျွင့်ရှိလို့ကြားခဲ့တာပါတဲ့အချောင်စိတ်တတ်ပဲနော်လူတချို့မကြည်ပွားဘူးဆိုတာအဲ့ဒီအချောင်စိတ်တတ်တွေကြောင့်မကြည်ပွားတာပါ တချို့ဆိုရင်ရေအစုံကုန်းတော့ဝက်လို့ပြောတဲ့လူတွေရှိတယ်။ရေအစုံကုန်းတော့ဝက်ဆိုတာရေထဲကျသွားတဲ့ပစ္စည်းဟာပန်ရှင်နဲ့မဆိုင်တော့ဘူး။ကောက်ရတဲ့လူနဲ့ပဲဆိုင်တယ်လို့ပြောတာ။ကုန်းတော့ဝက်ဆိုတာကပန်ရှင်လဲတဝက်ဆိုင်တယ်လို့ကောက်ရတဲ့လူလဲတဝက်ဆိုင်တယ်လို့ပြောတာနော်။ဘယ်လိုပဲဖြစ်ဖြစ်ရေထဲကျတဲ့ပစ္စည်းပဲဖြစ်စေကုန်းပေါ်ကျတဲ့ပစ္စည်းပဲဖြစ်စေကောက်ရတဲ့အခါမှာပန်ရှင်ပေါ်လာပြီဆိုရင် ပြန်ပေးရမယ်။ မပေးဘူးဆိုရင်ခိုးတာပဲဖြစ်တယ်နော်တချို့ကသူတပားပစ္စည်းကိုမတိအောင်ယူမှခိုးတယ်လို့ထင်ကြတာမဟုတ်ဘူးဘာဘာတီလာထဲမှာအဒိနာဒါနာတိခါဖို့ဆိုတာပါတယ်နော်အဲ့ဒီအဒိနာဒါနာတိခါဖို့ကိုအနက်ဖွင့်တဲ့အခါမှာပိုင်ရှင်သည်ကိုနှုတ်ဖြင့်မပေးတော့သူတပားပစ္စည်းကိုခိုးယူခြင်းမှရှောင်ကျင်ပါမည်လို့အနက်ဖွင့်တယ်အဲ့ဒီလိုပိုင်ရှင်သည်ကိုနှုတ်ဖြင့်မပေးတော့လို့အနက်ဖွင့်တဲ့အတွက်ကြောင့်ပိုင်ရှင်ကကိုနှုတ်နဲ့မပေးတဲ့ပစ္စည်းဆိုရင် ပြန်မပေးပါကခုမှုမြောက်တယ်နော်လောကမှာတန်ဖိုးအကြီးဆုံးဟာကိုကျင်တရားပဲဖြစ်ပါတယ်ကိုကျင်တရားပြတ်တဲ့လူလောက်ရုံညံ့တာမရှိပါဘူးနော်ဘာမဟုတ်တဲ့အရာအတွက်နဲ့ကိုကျင်တရားကိုအထိတ်ကိုက်မခံပါနဲ့ဒါကြောင့်ကောက်ရတဲ့ပစ္စည်းမှန်ရင်ပိုင်ရှင်ပေါ်လာပြီဆိုပါကပြန်ပေးပါ ပြန်မပေးဘူးဆိုရင်ကိုကျင်တရားကိုထိတ်ကိုက်ပါလိမ့်မယ်နော်